မင်္ဂလာမနက်ခင်ပါရှင်နေပြီးတော့မူလီဝတာနယ်ဆလာပြီးတာညွှန်ကြားမှုဦးစီးဌာနမှာ2025ခုနှစ်မလ24ရက်နေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မူလီဝတာသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့မနက်6:00နာရီခွဲချိန်တိုင်းထွာရရှိခဲ့တဲ့အနေအဆောင်ဦးချိန်များမှာ နေပြည်တော်မှာ24 degree celsius 85 degree fahrenheit ရန်ကုန်မြို့မှာ23 degree celsius 83 degree fahrenheit နဲ့မန္တလေးမြို့မှာ24 degree celsius 85 degree fahrenheit တို့ဖြစ်ကြပါတယ်ဒီကနေ့မနေ့6ရက်ခွဲချိန်မိုးလေဝသကြိုးမှာဖယ်ရရှိတဲ့ပုံရတက်ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်တင်တင်ဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ကြံဘင်္ဂလားပင်လယ်အော်တို့မှာ တိန်နေငယ်ဖြစ်ထွန်းနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာ တိန်နေငယ်ဖြစ်ထွန်းနေပြီးကြံဒေသတွေမှာတိန်တင်တင်မှာတိန်ထူထက်နေတာကိုတွေ့ရပါတယ်မြန်မာပင်လယ်ပြင်မှာလှိုင်းနေငယ်မှာလှိုင်းတင်တင်ရှိပါမယ်လှိုင်းမြန်မာမြန်မာကံယူတဲ့တခြားနယ်ကဲလွန်ပင်လယ်ပြင်တို့မှာလေးပေမှာရှောက်ပေကန်ရှိနိုင်ပါတယ်ဒီကနေ့ညနေတီခမဲကျက်များအနေနဲ့ကတော့ ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းချင်းပြည်နယ်မန္တလေးတိုင်းဒေသကြီးနယ်ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကွက်ကြားမှုထစ်ချုံရပါမယ်စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမကွေးတိုင်းဒေသကြီးရခိုင်ပြည်နယ်အေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီဒေသကြီးတို့မှာတိမ်တိမ်တင်းဖြစ်ထွန်းပြီး နေပြည်တော်နဲ့ကယားပြည်နယ်တို့မှာအများအားဖြင့်တာယာပါမယ်။နေပြည်တော်နဲ့အနီတဝိုက်အတွဲဒီကနေ့ညနေအထိမိုးလေဝသအခြေအနေခမဲချက်မှာ အများအားဖြင့်တာယာပါမယ်။အမြင့်ဆုံးပူချိန်မှာ38ဒီဂရီဆယ်ဆီယပ်100ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်အနီတဝိုက်အတွက်ဒီကနေ့ညနေအထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာအများအားဖြင့်တာယာပါမယ်။ အမြင့်ဆုံးဘူးချိန်မှာ38ဒီဂရီဆယ်စီယပ်စ်100ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်အနီးတစ်ဝိုက်အတွက်ဒီကနေ့ညနေအထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာတိမ်တင်တင်ဖြစ်ထွန်းပါမယ်။အမြင့်ဆုံးဘူးချိန်မှာ39ဒီဂရီဆယ်စီယပ်စ်69ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခန့်မှန်းချက်များအနေနဲ့ကတော့မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြီးတော့ ပကူတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊အေရာဝတီဒေသကြီး၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာ နေပူချိန်များအနည်းငယ်ဒူလာနိုင်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြအကျမ်းမှချမ်းသာကြပါစေရှင်။